တွေးရနေတဲ့အခါမှာဘာဆေးတောင်းရမလဲဆိုရဲမိကုန်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်မှာသွေးအားနည်းတယ်ဆိုတာအောက်ခံအကြောင်းရင်းတွေအများကြီးရှိတယ်เนาะအဲ့တော့ကျွန်တော်အစားအစာတွေမှာအဲ့လိုမျိုးတန်ဓာတ်တို့ဗီတာမင် B12 တို့ကျွန်တော် folate တို့ဒါမျိုးတွေလုံလောက်အောင်မစားတာမျိုးတွေစားတော့စားတယ်ခန္ဓာကိုယ်ကနေမဆုတ်ယူတာတွေဒါမှမဟုတ်ခန္ဓာကိုယ်ကနေပြန်ပြီးဆုံးရှုံးနေတာတွေပေါ့เนาะအဲ့အဲ့လိုအခြေအနေမျိုးတွေအဆုံဖြစ်နိုင်တယ်အဲ့တော့ဗာစေးတော့အောင်မလဲဆိုတော့ အဓိကတော့ဒီမှာပြောပြမှာဖြစ်ရတဲ့အကြောင်းရင်းကတော့ကုရတက္ကနာပေါ့နော်။ဒါကိုကျွန်တော်တို့ကဖြည့်ဆွတ်တဲ့အနေနဲ့အားသေးတဲ့မှာဘယ်အားသေးရွေးပြီးတောက်အောင်လဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်။အဲ့တော့တကယ်လို့ဒါကျွန်တော်တို့မှာသွေးစစ်ကြည့်လိုက်လို့တန်တက်အားနေတယ်ပေါ့နော်။တန်တက်အားနေလို့သွေးအားနေနေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ twin new အလုံးလေးတွေကသေးပြီးတော့မှိန်နေတတ်တယ်။အဲ့လိုဆိုရင်ကျွန်တော်တို့က iron deficiency anemia ပေါ့နော်။တန်တက်အားနေတယ်လို့ယူဆပြီးတော့တန်တက်အားသေးတွေတိုက်တယ်။အဲ့တော့ ferrous sulfate တို့ ferrous fumarate တို့ ဖာရဂလူကိုနိတ်တို့ဒီလိုဆေးတွေရှိတယ်။အဲ့ဒီဆေးတွေကိုကျွန်တော်ကတစ်နေ့ကို60နဲ့120မီလီဂရမ်ဂျားထဲမှာပေါ့နော်ကျွန်တော်တန်းလေးရှိတယ်။အစာမစားခင်ဗိုက်တယ်မှာအစာမရှိတဲ့ချိန်တော့ဗီတာမင် C နဲ့တွဲတောင်းရင်ပို့ပြီးတော့စွိမှုအားပိုကောင်းတယ်။အဲ့ဒါတစ်ခု။အဲ့လိုမဟုတ်ပဲねကျွန်တော်တွေးဆစ်ကြည့်လိုက်လို့တွေးထဲမှာတွေးရဲ့ဆဲအလုံးတွေဟာဆဲအလုံးတွေဟာကြီးပြီးတော့မှိန်နေတယ်ဆိုရင်တို့ကျွန်တော်တို့ကအဲဘီတွဲချုပ်တဲ့တာတို့မဟုတ်လဲဖိုလိတ်ချုပ်တဲ့တာပေါ့နော်။ ဒီလိုမျိုးကြောင့်ကျွန်တော်အနီမီးယားတွေးရနေတယ်လို့ယူဆတယ်ပြီးတော့ကျွန်တော်ဗီတာမင် B12 ပေးတယ်တနည်းကို1000မိုက်ခရိုဂရမ်လောက်နေ့တိုင်းတောက်လို့ရတယ်ဒါမှမဟုတ်လေ B12 ထိုးခြင်းနဲ့ထိုးလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ folate deficiency ပေါ့နော် folate acid ချိုးတဲ့လို့ဆိုရင်တော့ folate ကိုတနည်းကို5 mg လောက်နေ့တိုင်းတောက်တာမျိုးလုပ်တယ် ဲ့တော့ကျွန်တော်ကဘာချိုးတဲ့ level မှုတည်ပြီးတော့စိတ်တွေတိုက်တာဖြစ်တယ်။တချို့ကြတော့ကျွန်တော်ကြောက်ကက်ယောဂါတွေ၊နာတာရှည်ကြောက်ကက်ယောဂါတွေဖြစ်တဲ့အခါမှာကြောက်ကက်ကနေ e pointing ဆိုတဲ့ဓာတ်တမျိုးထုတ်တာနဲလာရင်လည်းကျွန်တော် e pointing တွေကိုကျွန်တော်ထိုးစေးအနေနဲ့ထိုးပြီးတော့ထိုးပေးတာမျိုးလည်းလုပ်တယ်။အဲ့တော့ခြုံပြီးပြောရရင်ကျွန်တော်တွေးရနေရတဲ့အကြောင်းရင်းတွေအမျိုးဆုံးရှိတယ်။အဲ့တော့ဘာကြောင့်တွေးရနေသလဲကိုအရင်ကူရတယ်ပြီးတော့ဖြစ်ဖြစ်ဆွတ်မယ်ဆိုရင်လည်းတွေးရနေရတဲ့အမျိုးအစားပေါ်မူတည်ပြီးတော့ကျွန်တော်တွေးအဖြစ်လေးကိုကြည့်ပြီးတော့ပေးပါတယ်။ပုံမှန်အဖြစ်တော့ တန်တက်အာဆီတွေပေးတယ်ဗီတာမင် B12 တွေပေးတယ်ဖိုလိတ်တွေပေးပါတယ်ချိုးဆိုရင်ကျွန်တော်သွေးတူးလို့ခေါ်တယ်ပေါ့နော်ကျွန်တော်တော်ဟီမားလို့မျိုးအဲချိုးပြီးတော့လေကျွန်တော်သွေးအားအရင်နေတဲ့လူတွေဆိုပေးလိမ့်ရှိတယ်အဲအဲ့လိုမျိုးတွေလည်းတောက်လို့ရပါတယ်အကျိုးရှိနိုင်မယ်လို့ညွှန်လင်းပါတယ်ကျေးဇူးတင်ပါတယ်